မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမန္တလေးလမ်းပိုင်းတွင်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား22ဦးသေဆုံးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား22ဦးသေဆုံးနိုင်ကြောင်း People Different Phone စောက်မုံရွာမှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ် စက်တင်ဘာလ23ရက်နေ့နနက်9:30မိနစ်ခန့်အချိန်ချောင်းဦးမြို့နယ်နေရီကန်ကိမှထွက်လာသောအင်အား30ခန့်ပါချီလင်းစစ်ကြောင်းကိုထော်လင်ရေးတပ်ဖွဲ့များကနေရီကန်နှင့်ရေးပိုးစားအကြရှိနေလကြောက်ခွဲဆက်အနီးတိုင်းပရိသာမိုင်းနှလုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်ဗမာစစ်သား2ဦးသေဆုံးနိုင်ပြီးတော်လန်ရဲရဲဘော်များအထိကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေဘက်ကတော့ထိခိုက်ဒဏ်ရာရတဲ့စစ်ခွေး22ယောက်ကတော့သေဆုံးနိုင်ပါတယ်။ အခြေအနေတော်တော်ဆိုးတယ်လို့သိရတယ်။ကျွန်တော်တို့ရဲဘော်တွေအထီးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု People Different Force စောက်မုံရွာမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အလားတူစက်တင်ဘာလ22ရက်နေ့ကလည်းချောင်းဦးမြို့နယ်နှရေကန်စစ်တပ်ကိမှဒိုင်နာ6ပြီးကားတစ်စီးဖြင့်ထွက်လာသောစစ်သားများကို People Different Force စောက်မုံရွာအဖွဲ့ကနှရေကန်နှင့်ရေပိုးစားအကြရှိဒေလကြောက်ခွဲဆန်အနီးတွင်ပရိသာမိုင်းသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်သားများထိခိုက်မှုရှိတော်လဲအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ ဆက်လက်ပြီးလေးကီကော်မြို့တစ်စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို BGF တပ်ရင်းအချို့ကူတိုက်ပေးနေမဲဝါခီရွာဘက်ကစစ်ကြောင်းထိုးလာတဲ့ BGF ဗိုတင်ဝင်းတပ်ဖွဲ့အထိနာလေးရမြောက်နေ့တိုက်ပွဲစစ်တပ်အလောင်းတွေပုံနေဟုသတင်းရှင်းပြပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်ကရင်ပြည်နယ်မြောက်ပရီမျိုးတောင်ပတ်လေးကီကော်မြို့တစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာအထိနာနေလို့ကရင်နယ်ခြားအဆောင်တန်း BGF ရဲ့တရင်တချို့ကအခုတိုက်ပင်းနေတယ်လို့ KNU တပ်မဟာ6နယ်မြေကထော်လန်ရေးသတင်းရင်းမြစ်တွေကပြောပါရတယ်။ စစ်ကောင်စီတပ်ဟောင်း၄ကီကော်မျိုးတစ်စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ BGF ရဲ့ဘူတင်ဝင်းအဖွဲ့က၄ကီကော်ရဲ့အရှိမြောက်ဘက်မဲဝါခီရွာဘက်ကနေစစ်ကြောင်းထိုးကူလာပြီး BGF ရဲ့ဘိုးမုတ်တုံအဖွဲ့က၄ကီကော်ရဲ့အနောက်မြောက်ဘက်ကကြောက်ကူရွာကနေစစ်ကြောင်းခုထိုးလာတယ်လို့တော်လန်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်။မဲဝါခီရွာဘက်ကစစ်ကြောင်းထိုးလာတဲ့ဘူတင်ဝင်းတပ်ဖွဲ့အထိနာနေတယ်လို့သတင်းဌာနကစုံစမ်းသိရှိရပါတယ်။ သူတို့ကကူတိုက်ပေးနေတာလို့သတင်းထွက်တာပုံတေချာသလောက်ပါပဲဗိုတင်ဝင်းရဲ့လူတွေလည်းထိတယ်ကြားတယ်လို့တမဟာ6နေမြေကထော်လန်ရေးသတင်းရင်းမြစ်တအူကပြောပါတယ်စက်တင်ဘာ25ရက်မှာလဲတိုက်ပွဲတွေပြင်းထန်နေပြီးတိုက်ပွဲအတွင်းမှာတေဆုံနေတဲ့စစ်ကောင်စီတပ်သားအလောင်းတွေစုပုံနေတယ်လို့လည်း၎င်းကဆက်ပြောပါတယ်၄ K ကော်မြူတစ်ကိုရဖို့အတွက်စစ်ကောင်စီတပ်ဟာစက်တင်ဘာ21ရက်ကစတင်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်စက်တင်ဘာ23ရက်က၄ K ကော်မြူစီကိုစစ်ကြောင်းကကြောင်းနဲ့ထိုးစစ်ဆင်ရာ နေရာသုံးနေရာမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်ဘက်မှတေဆုံးတရားရသူများပြပြီးအထိနာခဲ့တယ်လို့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့စစ်ရေးချင်းမြင့်အချို့ကပြောပါရယ်စစ်ကောင်စီတပ်ဟောင်းစစ်မှုထမ်းဥပဒေနဲ့မတရားခေါ်ဆောင်ထားတဲ့ပြည်သူစစ်တပ်သားတွေကိုမူရစ်စေးတွေကျွေးပြီးရှေ့ကတက်ခိုင်းတာလို့သိရပါရယ်ဒါကြောင့်စေးကြောင့်ပြီးအသိစိတ်လွတ်တယ်လို့ရှေ့ကတက်လာတဲ့စစ်သားတွေတေဆုံးမှုအများဆုံးဖြစ်တယ်လို့သိရပါရယ်စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေတဲ့ကော့ဘရာစစ်ကြောင်းတင်စစ်ကြောင်းမှုစောကော်ကတော့ မိဘပြည်သူတွေကိုသားလူငယ်လူရွယ်တွေရှိရင်ပါစပြည်သူစစ်ထဲပါမသွားစေရန်အထူးဂရုပြုစေချင်ပါတယ်။အခုတက်လာတဲ့ပါစတွေကြောင်တောင်တောင်တွေစေကြွေပြီးရှေ့ကိုလွတ်တင်တယ်လို့ယူဆရပါတယ်။စိတ်မကောင်းစွာနဲ့ကိုဘက်ကကင်ထုတ်လိုက်ရတာများပါတယ်လို့မနေ့ကစက်တင်ဘာ23ရက်တိုက်ပွဲပြီးမှသူ့ရဲ့လူမှုကွန်ရက်ကနေရေးသားအတည်ပြုထားပါတယ်။စစ်ကောင်စီတပ်ဟောင်းလက်တလုံးမှတော့၄ကီကောမြို့တဲ့အနားမှာပဲရှိသေးပြီးလူတွေကိုဝင်လို့မရသေးပါဘူး။ ဒေါ်လာရေးတက်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ LK ကော်မျိုးတစ်ကိုပြန်ထိန်းချုပ်နိုင်ဖို့အတွက်စစ်တပ်ဟာစက်တင်ဘာ22ရက်ကစတင်ပြီးတက်မ22တက်မ55လက်အောက်ခံတက်တွေကိုစုစည်းပြီးအင်အား900လောက်နဲ့စစ်ကြောင်းထိုးလာတာပါရောက်ပြီမျိုးစောင်းတန်းအမှတ်295ခြေလင်းတရင်ကနေလဲလက်နက်ကြီးနဲ့အဆက်မပြတ်ပြစ်ကူပေးနေပါတယ်။ထိုးစစ်ဆင်လာတဲ့စစ်တပ်ရဲ့စစ်ကြောင်းတွေကို KNU တပ်မဟာ6ဦးဆောင်တဲ့တော်လန်ရေးပူးပေါင်းတပ်တွေကမျိုးမကြဖို့အပြင်းထန်ခုခံနေပါတယ်။ ဆက်လက်ပြီးဝင်းတို့မျိုးမှထွက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား35ဦးကျော်သေဆုံးပြီး6ဦးအရှင်ဖမ်းပြီးလက်နက်ခဲယံများပါတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဝင်းတို့မျိုးနဲ့ဝန်တော်မျိုးမှအင်အား60ကံဖြစ်ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချေမှုန်ခဲ့ရာ35ဦးကျော်သေဆုံးပြီးစစ်တုံးပန်းချောင်းနဲ့တူလက်နက်ခဲယံများလည်းတင်စီရရှိခဲ့ကြောင်းကောလင်းခရိုင်မှတ်လေးတရရမှကိုရှိုင်းရှိုင်းကသတင်းဌာနကိုပြောကြားပါတယ်။ စက်တင်ဘာလ3ရက်နေ့ကဝင်းတို့မြို့မှာအကြံဖက်စစ်သား90ဦးနှင့်လက်အောက်ခံရဲ10ဦးစုစုပေါင်းအင်အား60ဦးပါဝင်သောစစ်ကြောင်းထွက်လာကြောင်းအဆိုပါစစ်ကြောင်းကိုထောက်ကျက်တော်ရွာအနီးချက်ကောင်းထောင်အရောက်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချေမှုန်းခဲ့ရာစစ်သားအလောင်း30ကျော် စစ်တုံမှ9ခုနဲ့တူလက်နက်ခဲယံအများပြသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ရှင်းတိုက်ပွဲဖြစ်ပွားပြီးနောက်စုခွာထွက်ပြေးသွားသောစစ်သား12ဦးရှိပြီးအဆိုပါစစ်သားများတွင်ဒဏ်ရာရရှိသူများလည်းပါဝင်ကြောင်းရှင်းစစ်သား12ဦးမှဝင်းတို့မျိုးတို့ပြန်လည်ဝင်ရောက်သွားခဲ့တော့လေဒဏ်ရာရရှိသောစစ်သား၄ဦးမှဝင်းတို့မျိုးတို့ရောက်ရှိချိန်သိဆုံးသွားကြောင်းသိရပါတယ်။ထို့ပြင်တော်လရင်တက်ကဖမ်းပြီးတော့စစ်တုံးပန်းစစ်သား9ဦးအနက်စစ်သား2ဦးမှဆေးဝါးကူတာပေးနေစဉ်တေဆုံသွားကြောင်း ထို့နောက်အရှင်ဖမ်းမိသူ6ဦးသာကြန့်ရှိကြောင်းစစ်တုံးမှန်များကိုစစ်ဆေးမိမြန်ကတိုင်းစစ်ဌာနသို့ပေးပို့လိုက်ကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်တာကတော့စက်တင်ဘာလ4ရက်နေ့နဲ့စက်တင်ဘာလ5ရက်နေ့နဲ့နှစ်ရက်ထဲဖြစ်တာ။ဒါပေမဲ့သူတို့ကိုလိုချင်တဲ့နေရာရောက်အောင်မောင်းသွင်းရတယ်။ကျွန်တော်တို့ဘက်ကတက်ခွဲမှုစစ်ကြောင်းမှုကအရန်ကောင်းနေသူရဲ့လှုပ်ဆောင်မှုတွေအဲ့ဒီတိုက်ပွဲထဲမှာအရန်ကောင်းခဲ့တယ်။လိုချင်တဲ့နေရာရောက်တယ်ကျွန်တော်တို့လိုချင်တဲ့အတိုင်းဖြစ်ခဲ့တယ်။ကျွန်တော်တို့ဘက်ကစီစီလုံးလုံးနဲ့တိုက်နိုင်ခဲ့တယ်။ 9ရက်နေ့ညနေ6:40မိနစ်မှာတပောက်ဖွင့်ထားပြီးတဲ့အတွက်အပီးသက်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ဟုကောလင်းခရိုင်အမှတ်လေးတရင်မှကိုရှိုင်းရှိုင်းကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကအမှတ်၁စစ်တေတာကောလင်းခရိုင်အမှတ်လေးတရင်တက်ခွဲမှုရဲဘော်တကုံနှင့်ရဲဘော်ဘော်ကာတို့ကဦးဆောင်ကကောလင်းခရိုင်အမှတ်လေးတရင်နှင့်ကောလင်းခရိုင်အမှတ်၁တရင်မှတက်ဖွဲ့ဝင်များဖူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဖီတို့ကောက်ွယ်ရဲတက်ဖွဲ့ဝင်၁၂ဦးမစိုးရင်ရအနေငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးမိုနစ်ကရင်အဆက်ကြာရင်စိတ်ကြီးဖရားတုံးစုမျိုးလန်တလျှောက်ဖြစ်ပွားနေသည့်တိုက်ပွဲတွင်နှစ်ဖက်ကြာဆုံးမှုရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မုံရွာ6နှစ်ခွကြာရင်စိတ်ကြီးကာလမတလျှောက်စစ်ကြောင်းထိုးနေသည့်စစ်ကော်မရှင်တပ်နှင့်ထော်လန်ရေးပူပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြာဆုံးမှုများရှိနေကြောင်းမြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှသိရပါတယ်။ ကြိုင်မျောမြို့နယ်ချောင်းနှက်ခွကြီးရွာတွင်တက်ဆွဲထားသည့်စေအုပ်စုသည်နေမည်ဆိုမှုပြန်လည်ရယူနိုင်ရေးအတွက်ယခုလဒုတိယမှစတင်ကအင်အားရကြီးဖြင့်စစ်ကြောင်းထိုးနေခြင်းဖြစ်ပါသည်။ စစ်ကြောင်းထိုးလာသည့်စစ်အုပ်စုနှင့်ဘိုးအေးစေးဝါဦးဆောင်သည့် Lion Battalion Commando ဖြူဟာစစ်ကြောင်းတော်လှန်ရေးပူးပေါင်းတပ်တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်သူတို့စစ်တပ်နေမြေရှင်းလင်းရေးလုပ်နေတာဒီလအစောပိုင်းကတည်းကပုံဒုတိယဘက်လောက်မှာတိုက်ပွဲကစဖြစ်လာရကနေအခုထိစစ်ရေးတင်းမာနေတော့ပဲဟုမြေပြင်စစ်ရေးသတင်းရမျက်တအူကသတင်းဌာနကိုပြောပါတယ်စစ်အုပ်စုစစ်ကြောင်းထိုးရာလမ်းတရှောင်းဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကိုအဓိကလှုပ်ဆောင်နေကြောင်း၎င်းကဆက်လက်ပြောပါတယ် ်ဆေးဥစုအထိုင်ချထားသည့်ချောင်းနှခွကြီးရွာနှင့်တံပရာကြီးရွာသည်ဆိုင်ကယ်ဖြင့်နိုင်ဝက်ခန့်သွားရပြီးလက်ရှိတံပရာကြီးရွာတဲကိုဆေးဥစုကဝင်ရောက်တက်ဆွဲလိုက်ပြီးဖြစ်ကြောင်းသိရပါသည်။နှစ်ဖက်လုံးထိတဲ့ရွာသားတယောက်ဆိုလက်နက်ကြီးထီလို့ဦးကောင်းတောင်ရှာလို့မတွေ့တော့ဘူး။တော်လန်ရေးဘက်ကလည်းထီတော့အဲ့ဒါသူတို့ပြန်ဆုတ်သွားတယ်။အခုစစ်တပ်ကတံပရာရွာတဲရောက်နေပြီဟုဒေသခံသတင်းရင်းမြစ်တအူကပြောပါရယ်။ တိုက်ပွဲနဲ့ပတ်သက်ပြီးတော်လရေးပူပေါင်းတပ်ဘက်ကသတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို Lion Battalion Commando စစ်ကြောင်းကိုသတင်းဌာနကဆက်သွယ်ပြန်ထားဆဲဖြစ်ပါတယ်။မှုတုံ6နှစ်ခွာကြာအင်းစိတ်ကြီးသွားရလန်းစမိမြင့်ကန်ဘေးတွင်တည်ရှိသည့်တံပရာရွာသည်မွန်ကရင်တိုင်းသားများနေထိုင်ကြသည့်ရွာကြီးတစ်ရွာဖြစ်သည်။ လက်ရှိစစ်အုပ်စု၏လက်နက်ကြီးနှင့်စစ်ကြောင်းထုတ်ဝင်ရောက်မှုကြောင့်တမ်ဘီယာကြီးရွာအပအဝင်အနီးပတ်ဝန်းကျင်ကြီးရွာများမှဒေသခံအများစုဇမီးမြစ်တပ်ဖက်ကန်သို့ထွက်ပြေးတိမ်းရှောင်နေရပြီးနေထိုင်စားသောက်ရေးကူညီများလိုအပ်လျက်ရှိကြောင်းသိရပါသည်စစ်တပ်ရွာတွေရောက်လာတော့အိမ်တွေတကားပိတ်ထားတော့အဲ့ဒါသူတို့လိုက်ပြောတယ်ဝင်နေလို့ရပြီအေးဆေးနေလို့ရပြီတဲ့ရွာသားတွေကရှောင်နေကြတာပဲဟုဒေသခံတရင်ရင်မြစ်ကပြောပါတယ် ပြီးခဲ့တဲ့2023ခုနှစ်မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရသည့်ချိုင်မျောမြို့နယ်6နှစ်ခွကျေးရွာအတရံမြကူ6နှစ်ခွထတာနှင်းကြာအင်းစိတ်ကြီးမြို့နယ်တံပြာကျေးရွာနှင်းရွှေလင်းကျေးရွာကြားဒါလီတရာပြန်လေတီဆောက်ရေးအပါဝင်မုဒုံကြာအင်းစိတ်ကြီးဖျားသုံးစုလမ်းပိုင်းနေမြေစုံမှုမူပြန်လေရယူနိုင်ရန်စေအုပ်စုကစ조사နေခြင်းဖြစ်ကြောင်းသုံးသက်ပြောဆိုမှုများရှိပါသည်ပေါကရိအာရှာလန်ကိုထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာဒီဘက်ထိုင်းဝင်ပေါက်ဖြစ်တဲ့ဖျားသုံးစုလမ်းပိုင်းပေါင်း ရှင်းလင်းရေးလုပ်နေတဲ့သဘောလမ်းကြောင်းတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာစစ်တပ်ဘက်ကလည်း DKBA ရဲ့အခြားအဖွဲ့တွေနဲ့တွေ့ပြီးလုံခြုံရေးအကူအညီတောင်းတာရှိတယ်လေရွှေကောက်ပွဲကိစ္စကလည်းရှိနေတော့ဟုမွန်ကရင်စစ်ရေးအခြေအနေစောင့်ကြည့်သူတို့ကပြောပါတယ်လက်ရှိစစ်အုပ်စုသည် BGF KNA DKBA တပ်များအကူအညီဖြင့်အင်အားထောင်ကြီးအသုံးပြုပြီးမူးထုံ6နှခွာတံပယံကြာအင်းစိတ်ကြီးလမ်းပိုင်းမူးထုံကမာဝဲခလေတကွန်တိုင်းကြာအင်းစိတ်ကြီးလမ်းပိုင်းနှင့် ကြိုင်မယုံခယုံကူလွှစင်ကုံတံမယကြာအင်းစိတ်ကြီးလက်ပိုင်နှင့်ကြာအင်းစိတ်ကြီးနှင့်ကောကရိမျိုးကိုဆက်သွဲထားသည့်လန်တလျှောက်တွင်စစ်ကြောင်ထိုးနေသည်ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာအွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်